ီ sinus strategy မှာဒီငါတို့ပြည်သူတွေကတော်လန်ရေးခရီးကိုအတူဆက်ပြီးတော့သွားနေတယ်အချိန်9နှစ်ကျော်ကြာပြီဖက်စစ်ကတော့တစ်ကဘာလုံးမှာအစိုးရဆုံးဆိုတဲ့အာဏာရှင်စနစ်အောက်မှာတပ်ဖြတ်မှုတွေဖမ်းဆီးမှုတွေအောက်မှာငါတို့ပြည်သူတွေလုံးဝလက်မမြောက်ဘူးလုံးဝဒုမထောက်ဘူးလုံးဝသွေးအေးမသွားဘူးလုံးဝသွေးမကြောက်ဘူးဆိုတော့ကျွန်တော်တို့ဖော်ထုတ်ပြသချင်းဖြစ်တယ်ကျွန်တော်ယုံကြည်တယ်မြန်မာပြည်မှာနောက်ထပ်တစ်ခါစစ်အာဏာသိမ်းမှုဆိုတာရှိဖို့မဖြစ်နိုင်တော့အခုမဲအောင်လည်းကိုယ်တော့သူအာဏာသိမ်းပြီးတော့သူပြန်နောင်နာရရတယ်ဝမ်းနေနေတော့ပြောချင်တာကဒါတိပြည်သူတွေဦးတော်လည်းရရလက်ထက်ရတာကိုပဲဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့လာမည့်ဒီဇင်ဘာလ10ရက်နေ့မှာပြုတ်လုံမီအတန်တိတ်တပိတ်မှာပြည်သူအားလုံးပူးပေါင်းပါဝင်ကြဖို့တပိတ်ဦးဆောင်သူဒေါက်တာတေဇာဆန်းမတိုက်တွန်းလိုက်ဒီမှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာဟုတ်ကဲ့အဲ့တော့ဗျပြောရရင်ကျွန်တော်တို့လူကျင်တဲ့နိုင်ငံရေးစနစ်ဒီမိုကရေစီမှာအာဏာရဲ့မူလဘူတာပိုင်ရှင်ကပြည်သူဖြစ်ပါပြည်သူသားအကြီးကပြည်သူသားအဖေဖြစ်တယ်အခုမင်းအောင်လှိုင်စေအောင်စုကတိုင်းပြည်ရဲ့အာဏာကိုတနက်အားကို နော်ပြီးတော့အတင်းအဓမ္မအာနာသိမ့်ထားတယ်ဖက်စစ်တက်ဖြစ်တယ်ဒီအခြေအနေကိုကျွန်တော်တို့ပြည်သူတွေကလုံးဝလက်မခံဘူးဆိုတာကိုလေဒီຫນွေဦးတော်လန်ကြီးဒါအချိန်အခု၄နှစ်ကျော်လုံး၅နှစ်ကာလတက်ဆောင်လူတို့ကဒီလန်ပေါင်းစုံနဲ့ပေါ်ထုတ်ပြတ်တာခဲ့ပြီးသားဖြစ်တယ်အခုလည်းပေါ်ထုတ်နေတယ်အဲ့တော့အခုလာမယ့်ဒီဇင်ဘာ၁၀ရက်နေ့ ဒီပြည်ဆိုင်ရာလူခွင့်ရေးနေမှာလည်းပဲကျွန်တော်တို့ပြည်သူ့ရဲ့အာဏာကိုပြည်သူ့စန္ဒာသဘောထားကိုဒီတနိုင်ငံလုံးပြည်လုံးကျွတ်နော်ကျွန်တော်တို့အတန်တိတ်တပိတ်ကြီးနဲ့ဖော်ထုတ်ပြသကြမှာဖြစ်တယ်ကျွန်တော်တို့အနေနဲ့ပြည်သူ့စန္ဒာပြည်သူ့သဘောထားကိုအပြည့်အဝယုံကြည်တယ်ကျွန်တော်တို့ကိုယ်တိုင်လည်းပြည်သူနဲ့အတူရှိနေတယ်ပြည်သူတွေကိုယ်တိုင်ဒီလာမဲ့နော်ဒီစင်မဆိုင်ရဲ့နေမှာအတန်တိတ်တပိတ်ကြီးမှာအပြည့်အဝပါဝင်ပူးပေါင်းကြနိုင်မယ်ဟုတ်ပြီဒီအတွက်နော်ဒီအထိခိုက်တယ်နော်ပြည်သူလူထုနော်ဒီနှိမ့်ဆက်ညှင်းဆက်ခံရမရှိနိုင်ဘူးလားရှိနိုင်ပါတယ် 这条路他低逼的，啊，了然伊都一铁蛋的硬，喏，砌开墓的，从乡里去的时候啊，这条路低逼的，都走，这条路比都的去的省哪样家？比安娜先生的几条马路，家里的多少没注意，这里头安娜先生的读书习惯没注意，偏没当地人老是读苏州的呀，哈伊哈伊不说了。叫。 ီအာနာရှင်စနစ်ဆန့်ကျင်ရေးမှာတို့ဒါစင်စက်မပြတ်ပုံစံမျိုးစုံနဲ့ပါဝင်နေကြတာဖြစ်တယ်။ဒါကြောင့်ချုပ်ပြောရရင်ကျွန်တော်တို့အနေနဲ့ဒီလာမဲ့နော်ဒီဇင်ဘာ၁၀ရက်ဒီလုံးကျအတန်တေးတပိတ်ကြီးကအပြေးဝနော်အောင်မြင်မယ်လူတို့တည်းရဲ့တော့ရတယ်နော်လက်နေလေအောင်မြေတော့မကြံပေါ့ဗျာ။ကိုပေါင်းပါဝင်ကြမယ်ဆိုတော့ကျွန်တော်တို့အပြေးဝယုံကြည်တယ်။အဲ့ဒီနေမှာနော်ကျွန်တော်တို့ပြည်သူတွေသွေးအေးမသွားဘူး။အာနာရှင်စနစ်အောက်မှာကြောက်ဘူးတုံးမနေဘူးဆိုတာကိုထပ်ပြီးတော့တက်ပြီးကြကြဖို့လေဖြစ်ပါလိမ့်မယ်။မှန်ပါတယ်။အဲ့ဒီမင်းအောင်လည်းဖက်စစ်တက်တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့တခုဒီသောနီလန်းကအကြောက်တရားနဲ့ဖိနှိပ်ရက်ဆက်ကြမ်းကြုတ်မှုနဲ့ပဲအုပ်ချုပ်တာပါ။ အဲ့တော့ဒီလိုအကြောက်တရားလုပ်တဲ့ခါမှာနီလန်မျိုးသူမျိုးပဲအင်မတန်မှလူသားမဆန်စွာရဲရဲဆက်ဆက်လုပ်တယ်။အဲ့တော့အခုလိုလာမယ့်အတန်တိတ်တပိတ်လိုလှောင်းမှုတွေသိကြပါတယ်။ဒီဖက်စစ်တက်ကသူလောက်တဲ့တဲ့တကူဒီတော်နီလန်ဖြစ်တဲ့ပြည်သူလူထုကိုရက်ဆက်မယ်၊ဖိနှိပ်မယ်၊ချင်းချောက်မယ်ပေါ့ဗျာ။ဒါပဲလို့။အဲ့တော့ကျွန်တော်တို့ပြောချင်တာဒီနေ့22ရာစုကဘာကြီးဗျာ။22ရာစုမြန်မာပြည်သူတွေပါ။အဲ့လိုနော်တပ်ပြလို့ဖမ်းပြလို့စီးပြလို့နော်ကျွန်တော်တို့ကြောက်ရွံ့ပြီးတော့နော်။အာ တွေးကြောင်သွားမယ်နော်ဒါဒုထောက်လက်မြောက်သွားမယ်တဲ့မှာဒီနေ့ကျွန်တော်တို့မြန်မာပြည်သူတွေမပါတော့ဘူးဗျမပါတော့ဘူးအဲ့လိုမပါလို့လေဒီຫນွေဦးတော်လန်ကြီးကအခုအချိန်၅နှစ်ကြီးတလောက်ကြီးအတိုင်းတာတစ်ခုကြီးနော်အကျိုးရလက်ကြီးအများကြီးရနေတာဖြစ်တယ်ဆိုကျွန်တော်၆တိုင်းဟောက်ပန်ကြောက်သွားမယ်တဲ့မှာကျွန်တော်တို့မြန်မာပြည်သူတွေမပါဘူးပေါ့ဗျဒါကိုပြောချင်တယ်မှတ်ပါတယ်သို့တော့အရင်နှီးတွေရှိနေမယ်ထိခိုက်မှုတွေရှိတော်လန်ကြီးတရက်မှာကျွန်တော်တို့အာနာရှင်စနစ်ကိုပဲတလောက်ရက်ဆက်ရုံပါတယ်နော်အာနာရှင်တို့လည်းနေရတာဖြစ်တဲ့အတွက်ထိခိုက်အရင်ဒီအပုံးပဲတွေရှိနေရဆိုတော့ကျွန်တော်တို့ကကြိုတင်ကြိုးလင်းထားပြီးသားဖြစ်တယ်။တော်တော်ကျွန်တော်ထက်ကတက်ကပြောပါတယ် မတော်လန့်ဘူးဒီအာနာရှင်စင်တကြီးသိုးရှည်သွားရင်ဒီတိုင်းပြည်မှာနောက်ထပ်နော်သားစင်မြေဆက်နော်ခံရမယ်နောက်ဆက်တွဲစိုးကျိုးကပုံများတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဒီဒေါ်လန်ကြီးကိုနီလန်ပြိုးစုံနဲ့ဆင်ရွှဲတယ်အဲဒေါ်လန်ကြီးကိုဆင်ရွှဲတဲ့အခါမှာကျွန်တော်တို့တတိတတိအသိဉာဏ်ပညာအပြည့်နဲ့ကျွန်တော်တို့ဆင်ရွှဲကြမှာဖြစ်တယ်အဲတော့အခုဒါဆိုရင်အတန်သေးသပိတ်ဒီလုံးမယ်ဆိုတိကျတယ်မဲအောင်လိုင်းကဖိနေမှာတို့ကျွန်တော်တို့ပြည်သူတို့ရဲ့တတိတတိဉာဏ်ပညာအပြည့်နဲ့ကျွန်တော်ကိုယ်ပိုင်ပါဝင်မှုတွေကတရားပေါ်လာလိမ့်မယ်အဲတော့ကျွန်တော်တို့အနေနဲ့နော်ဉာဏ်နဲ့ရှင်ပြီးတော့ပေါ့ဗျာဒေါ်လန်ကြားဖို့ဖြစ်တယ်ဉာဏ်နဲ့ရှင်ပြီးတော့ဒီအတန်သေးသပိတ်ကြီးမှာလက်တွေ့ကြကြပူပေါင်းပါဝင်ကြဖို့ဖြစ်တယ်အဓိကလိုရင်းကတော့အဲ့ဒီနေ့ အဲ့ဒီတတ်မှတ်အချိန်ပေးမှာကျွန်တော်တို့ပြည်သူလူထုတွေနော်အရေးပါတဲ့ဒီကျွန်တော်လမ်းမကြီးတွေမှာနော်လူသူကင်းမဲ့နေဖို့နော်ကျွန်တော်တိတ်ဆိတ်နေဖို့ဒါအဓိကနော်ဒါအဓိကလေအဲ့အချိန်အဲ့ရဒါကိုကျွန်တော်တို့ကြီးဝဲတယ်ဒါကိုလည်းပြည်သူကသဘောပေါက်နားလည်ပြီးသားဖြစ်တယ်အဲ့ဒါကျွန်တော်တို့ယုံကြည်ပါတယ်နော်တတိအပြည့်နဲ့ဉာဏ်ပညာအပြည့်နဲ့ပြည်သူလူထုကပေါင်းလိမ့်မယ်တစ်ချိန်ထဲမှာပဲဖက်စစ်တက်ကြတော့သူတို့ဆရာရှိတဲ့သူလောက်တက်တဲ့တခုဒီတော့နေလာဖြစ်တဲ့အကျဉ်းဖက်ဖြစ်နေဉာဏ်ရတွေကိုပို့ပြီးတော့စိုးစိုးဝါးဝါးဒါဆောင်ရွက်ဖို့ရှိပါလိမ့်မယ်ဆိုတော့ပြောချင်ပါ ဟုတ်ကဲ့အဲ့တော့ဗျာကျွန်တော်တို့တာမန်အဲ့ရက်မှာပေါ့နော်ကျွန်တော်တာမန်ကိုယ်ရင်မှာပဲကိုနေတဲ့လူတွေတော့ကထူးပြောကြရမှာရှိဘူးပုံမှန်လည်းပဲကိုယ်အဲ့ချိန်မှာနော်အပြင်လုံးကမတော်ဘူးကိုယ်ရင်ထဲမှာကိုနေတိတ်သိနေတဲ့ဖာနေနော်ဒေါ်လာကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောကြမယ်ဆိုကြမယ်နော်ဖြန့်ဝေကြမယ်ပေါ့ဒါကတာမန်ပြည်သူတွေပုံမှန်လည်းပဲအပြင်ဖက်ဆရာမရှိတဲ့ပြည်သူတွေပေါ့ဟုတ်တယ်ခုနကတော့လုပ်ငန်းသဘောအရာကခုနကကားမောင်းရင်းမောင်းရတဲ့လူတွေရှိနေတယ်နောက်ဈေးခွင့်ရတဲ့လူတွေရှိနေတယ်ကျွန်တော်တို့နားလည်ပါ တို့နားလေသူတို့သိကြတဲ့ပြပစ်တက်ကနီးလက်ညွတ်ကနေပြားပေးမှာပဲကျွန်တော်တို့လည်းလာဆက်တွေ့ကြတယ်အကြံဉာဏ်တောင်းကြတယ်သူတို့ဘယ်လိုပါကြမှာခုနကပြောသူတို့ကသူတို့ဈေးထဲမှာဆိုင်လေးခွင့်နေမယ်လာဝယ်သူမရှိဘူးကွက်ဝတိတ်သိနေနေမယ်ဒါပြီးတာအဓိကအဲ့ဒီအချိန်မှာကျွန်တော်ပြောချင်တာကနော်ဟိုအရေးကြီးတဲ့နော်လူများများရှိတဲ့စီကားတဲ့နေရာတွေလမ်းတွေနော်ဈေးတွေထဲမှာလူတွေကျဲတောက်လူတွေစိတ်သုံးကင်းမဲ့နေဖို့တိတ်ဆိတ်နေတဲ့နေဖို့တို့ရင်းဖြစ်တယ်ကွက်ကိုဆိုင်ဖွင့်လိုက်ကြည့်တဲ့ပြည်သူတွေဖွင့်နေပါမဖွင့်ဘူးဆိုရင်စိတ်အုပ်စုအတင်းလာဖမ်းမယ်ဆိုင်ကိုနော်ဒုက္ခပေးမယ်ဆိုတော့အဲဈေးတွေရှိနေတယ်ဖွင့်နေတက်တာမစကွက်ကိုဆိုင်ထဲမှာထိုင်နေမယ်လေ လာဝဲသူမရှိဘူးဈေးထဲမှာပြည်သူတယောက်မှမရှိဘူးနော်ဖွင့်ဟေးဖွင့်လာပဲရှိတယ်အဲ့တဏ္ဍာမရှိဘူးအဲ့လိုပဲနော်ကျွန်တော်တို့ဒါကနှစ်ပြောတဲ့စိုက်ကားဆရာလေးရှိတယ်သုံးမိတ်ဆရာလေးရှိတယ်နော်ခဏပြောတဲ့ဒီလိုက်ကားဆရာလေးရှိတယ်တော့ဒီပုံမှန်ပြီးနေတော့ပြည်သူတွေရှိမနေဘူး ဒါပဲတို့ကျင်တာဒါပဲเนาะအဲ့တော့ကျွန်တော်တတိအပြည့်နဲ့တော်လန်ရေးမှာပါဝင်တယ်တတိအပြည့်နဲ့ပါဝင်တယ်ဉာဏ်ပညာနဲ့ရှင်ပြီးတော့ဒါတော်လန်နဲ့ပါဝင်တယ်ဆိုတာဒါပါပဲဒိဋ္ဌိကျွန်တော်တို့ကပြည်သူကိုယုံကြည်ပြီးသားဗျာပြည်သူကအဲ့လိုတို့အတွေးခေါ်တွေတို့ရှိပြီးသားခုနကျွန်တော်တို့ဒါပြောကြတယ်ဈေးတော်ဖွင့်မယ်နော်ပြီးကြပါလေလာဝယ်လို့တည်းမရှိဘူးတို့ကလည်းရောက်မှာမဟုတ်ဒါမျိုးတွေတွေပေါ့နော်အဲ့ဒါမျိုးပုံစံနဲ့ကျွန်တော်တို့ပြည်သူလူထုကလာမဲ့အတက်တိတ်တပိတ်ကြီးမှာလေပါဝင်ကြလိမ့်မယ်ဆိုကျွန်တော်တို့ကအပြေးဝယုံကြည်ပြီးသားကျွန်တော်တို့ကိုယ်တိုင်လက်တာပြည်သူတွေကြားထဲမှာရှိတယ်ပြည်သူတွေကအဲ့ဒီအတွက်အားလုံးကနော်ဒါပြောကြရင်အားပွင့်နေပြီးသားပြင်းစင်းနေပြီးသားပေါ့နော်ဒါကိုကျွန်တော်တို့ထပ်ပြီးတော့ပြောချင်ပါတယ်တစ်ဖက်ကလည်းမှန်တယ်မဲအောင်လိုင်းရဲ့ဖိနှိပ်မှုရန်ရရတော့ရှိလိမ့်မယ်ဒါတွေကိုလည်းကျွန်တော်ဉာဏ်ပညာအပြည့်နဲ့ဒ ာနော်တတိယပြီကျွန်တော်တို့ဆက်လက်ပြီးတော့ဆောင်ရွက်ကြရမှာပေါ့မှန်ပါတယ်ခင်ဗျာအဲ့ဒီကျွန်တော်တို့ရဲ့ပြည်သူဒါပြည်သူ့ကျအတန်တိတ်တပိတ်ကြီးရာနဲ့အဓိကတော့ကျွန်တော်တို့လူမှုသဘောထားစံတာလူမှုလူသားချက်၃ရက်ကိုကျွန်တော်တို့ဒါဖော်ထုတ်အတန်တိတ်တပိတ်ကိုဖြည့်ဆည်းရန်ကြံ့ဖို့ပါတီကမဲဆွတ်စည်းရုံးပွဲများနဲ့ပါတီဝင်များပါဝင်သောလှုပ်ရှားမှုများကိုဒီဇင်ဘာလ၁၀ရက်နေ့တွင်အကြီးအကျယ်ပြုလုပ်မည် နွေဦးတော်လန်ရေးပတ်တော်သားများနှင့်ပြည်သူလူထုကပါဝင်ဆောင်ရွက်မိအတန်တိတ်တပိတ်ကိုဖျက်ဆီးရန်ကြံ့ဖို့ပါတီကဒီဇင်ဘာလ30ရက်နေ့တွင်မဲဆွယ်စည်းရုံးပွဲများနှင့်ပါတီဝင်အင်အားများပြအုံပြုပါဝင်သောလှုပ်ရှားမှုများကိုလှုပ်ဆောင်ကြမည်ဖြစ်ကြောင်းကြံ့ခိုင်ရေးပါတီတရင်ရင်းမြစ်ကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည် အကြံဖတ်စစ်တပ်ကဒီဇင်ဘာလ30ရက်နေ့အတန်တိတ်တပိတ်ကိုဖြိုခွင်းရန်နှင့်အရေးယူဆောင်ရွက်မှုများလှုပ်ဆောင်ရန်ညွှန်ကြားချက်နှင့်အမိန့်များထုတ်ပြန်လာပြီးနောက်စစ်တပ်လက်အောက်ခံကြံ့ဖို့ပါတီကလည်းဒီဇင်ဘာလ30ရက်နေ့အတန်တိတ်တပိတ်နေ့တွင်မဲဆက်စည်းရုံးသောပွဲများကိုပါတီဝင်အင်အားအများပြားဖြင့်လှုပ်ဆောင်ရန်မြို့နယ်ကြံ့ဖို့ပါတီများသို့ညွှန်ကြားထားကြောင်းသိရှိရသည် ဒီဇင်ဘာ30ရက်နေ့မှာပါတီကမြို့နယ်တွေနဲ့ရက်ွက်တွေမှာမဲဆွက်စည်းရုံးလှုပ်ရှားမှုတွေရွေးကောက်ပွဲကြီးညာတန်းကိုလူလူစီရှင်းလင်းတဲ့ပွဲတွေကိုပါတီဝင်အင်အားများများလှုပ်ခိုင်းနေပါတယ်ဟုကြန့်ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုသည့်စစ်တပ်၏ရွေးကောက်ပွဲကိုကန့်ကွက်မိအတန်တိတ်တပိတ်နဲ့ပတ်သက်၍ပြည်ထောင်စုဝန်ကြီးဌာနကညွှန်ကြားချက်တည်းရထုတ်ပြန်လာပြီးရင်းညွှန်ကြားချက်တွင်အတန်တိတ်တပိတ်ပြုလုပ်မည် ဒီဇင်ဘာ30ရက်နေ့ပိတ်ထားမိဈေးဆိုင်များစားတောက်ဆိုင်များအလုပ်ရုံဆက်ရုံများကုမ္ပဏီများကိုဖော်ထုတ်အရေးယူရန်နှင့်ချိတ်ပိတ်ရန်ဒီဇင်ဘာလ30ရက်နေ့တွင် ပြည်သူအများစုပါဝင်နိုင်သောဈေးရောင်းပွဲများပျော်ပွဲရှင်ပွဲများနှင့်မြို့နယ်ရပ်ကွက်ဆိုင်ရာလူထုလှုပ်ရှားမှုများဆောင်ရွက်ရန်ပါညွှန်ကြားထားသည်အတန်တိတ်တပိတ်တွင်ပါဝင်သောဆိုင်များအလုပ်ရုံဆက်ရုံများကုမ္ပဏီများကိုနိုင်ငံတော်အကြီးညိုပြက်စေမှုအပြင်ရွေးကောက်ပွဲကိုနှောက်ယှက်သည့်ဥပဒေဖြင့်ပါ အမှုဖွင့်ရန်ညွှန်ကြားထားသည် တာချင်းဖြစ်တယ်ဒါကျွန်တော်အမေစုနဲ့နော်ဒါနိုင်ငံတော်တမတာကြီးဦးမင်းမြအပေါင်းနဲ့အတိတ်အရမ်းဖန်ဆီးခံထားတဲ့နိုင်ငံကြီးအကျဉ်းသားပေါင်းတောင်းတဲ့ရှိပြီးရှိတယ်ဒီပုံကိုယ်တွေကိုဖန်ဆီးထားပြီးတော့ပါဒီမိုကရေစီတွေပါရွေးကောက်ပွဲတွေတို့နေတာတော့လုံးဝထိတ်တယ်မရှိဘူးဒါကြောင့်အမေစုပါဝင်တမတာကြီးဦးမင်းမြအပေါင်းနဲ့အတိတ်အရမ်းဖန်ဆီးခံထားတဲ့နိုင်ငံနော်ကနိုင်ငံရေးအကျဉ်းသားပေါင်းများစွာကိုချွင်းချက်မရှိအများဆုံးပြန်လုပ်ပေးဖို့လိုအပ်ပါတယ်။နောက်အခုစေအုပ်စုတုံးနေတဲ့ရွေးကောက်ပွဲအတုဒါကျွန်တော်ထက်ကထက်ကပြောတယ်။ကျွန်တော်တို့ဒီမိုကရေစီကိုလိုလားတဲ့ဆိုတဲ့အခါမှာရွေးကောက်ပွဲဆိုတာကျွန်တော်မရှိမဖြစ်လိုအပ်ပါတယ်။ဒါဟုတ်ကျွန်တော်တို့မသိလို့မသိတယ်။သို့တော့အခုစေအုပ်စုလုံးနေတဲ့ရွေးကောက်ပွဲဆိုတာရွေးကောက်ပွဲလို့တောင်ခေါ်လို့မထိုက်ဘူး။ 阿如果唔會一睹，你唔會以為，就當你睇唔到阿那先生咧，個手寫簿，你真係唔知咧，通宵都得嗰啲，但係我如果話啲，如果話啲，那叫你如果唔會一睹嘅，龍華，你咪睇唔到咯，就係普通嘅大紙嗰啲，你講到酷，點樣啊？意基話，寫好書啊，佢內線內面，底邊又用筆，拿佢嚟寫嘅，亂㗎亂㗎嚟喎，睇住你喎，筆，阿媽報大書，神木田唔俾你咧，喏，但係啲故嚟，神木田阿媽唔俾你，龍華拆俾我攞嚟，啊，喏，但係我最多隻月你家講數嘅，最多。 ုံးဆိုတဲ့အာဏာရှင်စနစ်အောက်မှာတပ်ဖြတ်မှုတွေဖမ်းဆီးမှုတွေအောက်မှာငါတို့ပြည်သူတွေလုံးဝလက်မမြောက်ဘူးလုံးဝဒုမထောက်ဘူးလုံးဝသွေးအေးမသွားဘူးလုံးဝသွေးမကြောက်ဘူးဆိုတော့ကျွန်တော်တို့ဖော်ထုတ်ပြသခြင်းဖြစ်တယ်အဲ့တော့အဓိကကတော့ဒီအာဏာရှင်စနစ်ဒီတိုင်းပြည်ရဲ့ဘုံရန်သူဖြစ်တယ်အာဏာရှင်စနစ်ကြောင့်ကျွန်တော်ထပ်ပြောပါမယ်တက်မတော့မြန်မာတက်မတော့ဘာကောင်းပါလဲအာဏာရှင်စနစ်ကြောင့်မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်တွေအတွက်ဘာကောင်းကျိုးရှိလဲဒီနားနေအတွက် အာနာရှင်စနစ်ကြောင့်နိုင်ငံဝင်နှန်းတွေဘာကောင်းကြီးရှိသွားလဲတခြားပြန်စဉ်းစားကြပါဒါကြောင့်အာနာရှင်စနစ်ဒီတိုင်းပြည်ရဲ့ပုံရံသူဖြစ်တဲ့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့ကျွန်တော်တို့ရဲ့ဘုံတာဝန်အနေနဲ့အာနာရှင်စနစ်အမြန်ဆုံးခြုံငင်းရေးကိုနီလန်မျိုးစုံနဲ့ဆက်သွားမယ်ဟိတ်ဆိုတာလေဒီအချိန်၅နှစ်ကျော်နော်ဒေါ်လာကြီးခရီးဒီလာမဲ့တန်းတီစန်းနက်စွာကြီးကထက်လောင်းပြီးတော့ကျွန်တော်တို့တကဘာလုံးကြောက်အောင်ဖော်ထုတ်ပြသကြမှာဖြစ်ပါတယ်ခင်ဗျဟုတ်မှန်ပါတယ်ဒါကြောင့်ကျွန်တော်တို့အမြန်တမ်းပြောတယ်ဒီမင်းအွန်လိုင်းစရုပ်စုကတိုင်းပြည်ကိုအတင်းအဓမ္မနော်အာနာသာယူတာဗျတိုင်းပြည်တစ်ခုကိုဘယ်လိုအုပ်ချုပ်ရမလဲ ဘလို့ဖွံ့ဖြိုးတိုးတက်အောင်လုပ်ကြမှာလဲပြည်သူလူထုဘလို့အဆင်ပြေအောင်လုပ်ရမှာဆိုရက်ဉာဏ်ပညာအသိနော်လုံးဝကင်းမဲ့အဲ့တော့အခုသူတို့အခုလုံးနေတဲ့နော်ဖိနေမှုတွေတက်ဖြတ်မှုတွေအကြမ်းဖက်မှုတွေကြောင့်သူတို့ဘာရမလဲသူတို့လူတို့ကပို့ပြီးတော့ရိုရှာသွားတာပဲသူတို့လူတို့ကပို့ပြီးတော့မုန်းတီးသွားတာပဲသူတို့လူတို့ကပို့ပြီးတော့စိတ်ကုန်စိတ်ပြက်ပြီးတော့ငါတို့ဒီအချိန်လေးအောက်မှာဘလို့မှနေလို့တော့မရတော့ဘူးငါတို့နီလန်းမျိုးစုံနဲ့ဆန့်ကျင်မှရမယ်ဘလို့တော်လန်ကြီးမှပါဝင်မှရမယ်ဆိုတော့စိတ်သက်ဒီပဲလူတို့မှပို့စီသွားအဲ့မရောက်နိုင်ဒီအာနာတာယူတာနော်အဲ့ဒီတခုကိုဘလို့ထုတ်ထုတ်ရမယ်ဆိုတော့အသိဉာဏ်ပညာလုံးဝမရှိတဲ့နော်တကယ်နော်လူ ပါလာပေါ့လူမိုက်လို့ပဲကျွန်တော်တို့ပြောကျင်တယ်အဲ့တော့တစ်ဖက်ကတစ်ချိန်တည်းမှာပဲကျွန်တော်တို့ပြည်သူတွေကပို့ပြီးတော့ဘဝပေးအတိအရာပို့ပြီးခိုင်မာသွားတယ်ကျွန်တော်တို့တိုင်းပြည်တကယ်တည်ငြိမ်ကျင်သလားတကယ်တိုးတက်ကျင်သလားတကယ်ဖွံ့ဖြိုးကျင်သလားသိကြတယ်ကျွန်တော်တို့နိုင်ငံကလေတကယ်စစ်မှန်တဲ့ဒီမိုကရေစီစနစ် တကယ်စစ်မှန်တဲ့ဖက်ဒရယ်စနစ်နဲ့တည်ဆောက်မှသာရအဲ့တော့ဒီအာနာရှင်စနစ်အခုဗျာ၄နှစ်ကျော်သွားပြီတိုင်းပြည်ရဲ့အခြေအနေ2021နဲ့ရှင်ပြည့်40လောက်နောက်ပြန်ဆုံးသွားတာ ဒါပဲအဲ့တော့အနာရှင်စနစ်သက်ဆိုးရှည်တယ်ပြီကျွန်တော်တို့တိုင်းဘာမှမကောင်းနိုင်ဘူးပညာရေးတယ်မကောင်းနိုင်ဘူးကျမ်းမာရေးတယ်မကောင်းဘူးလမ်းလဲနော်ကောင်းမှာမဟုတ်ဘူးမီးလဲမှန်မှာမဟုတ်ဘူးဒါကြောင့်အနာရှင်စနစ်အများဆုံးချုပ်ငြိမ်းရေးဒီကျွန်တော်တို့ရဲ့သမိုင်းပြည်တော်ကိုဖြစ်တယ်ဆိုတော့ပို့ပြီးတော့ပေါ်နေလာတယ်ပို့ပြီးတော့ထင်ရှားလာတယ်အဲ့တော့ကျွန်တော်တို့ပြည်သူအနေနဲ့တော့တော်လန်ရေးမှားတာပါအချားမရှိဘူးဆိုတော့ဆက်ပြောနေတယ်မင်းအွန်လိုင်းကိုဒီကနေ့ကျွန်တော်ထပ်ပြောနေတာလေအကျန်းဖက်လို့တက်ဖြတ်ပြသူကြောက်ရွံ့တုံ့တောက်မှတဲ့မှာဒီနေ့၂၁ရာစုမြန်မာပြည်သူတွေမပါဘူးဖြစ်ဆိုပါပဲပြောချင်ပါကျွန်တော်တို့ကဖိလေကြွားတယ်ပြည်သူတွေဖြစ်ပါဟုတ်ကဲ့ပါအဲ့တော့အခုဆိုရင်ဒီຫນွေဦးတော်လန်ရေးကာလနဲ့ပြောမှတဲ့အချိန်၅နှစ်ပေါ့ဒီ၅နှစ်ကိုကျွန်တော်တို့ ဒါကောက်ချက်ချကြည့်မယ်ဆိုရင်သိကြတယ်ဗျဒီအာနာမေအောင်လိုင်း2021ပြည်အာနာသိမ်းမှုကမအောင်မြင်တဲ့အာနာသိမ်းမှုကြာရှုံးသွားပြီဖြစ်တဲ့အာနာသိမ်းမှုလို့ပြောခြင်းတယ်အချိန်ငါးနှစ်ရှိပြီဗျသူ့ရဲ့အုပ်ချုပ်ရေးနဲ့ဘယ်လိုမှတည်လို့မရဘူးဒီနေ့ကျွန်တော်တို့ဟုတ်လားစေရေးရှုထောင့်အရာကြီးမလားတော်လိုင်းအင်အားစုတွေအတီးတီးစုံမထိန်းချုပ်သိမ်းပတ်ထားတဲ့နော်နေမြေဒေသတွေအများကြီးရှိခဲ့ပြီနိုင်ငံရေးအရာကြီးမလားနိုင်ငံတကာတန်ခိုးတက်မှန်ခင်ရမေအောင်လိုင်းစေအုပ်စုကိုကဘာကြီးကအပြည့်အဝအတိမတ်ပြုမှုရလားနောက်ဆုံးကကဘာအကြီးမားဆုံးအဖွဲ့အစည်းဖြစ်တဲ့ဥလားသမက်ကမှာမေအောင်လိုင်းခုနော် CEO 是外地买的啦，龙华这边内地买没么事。那别人买多嘞，没有人 CEO 叫为傲嘛，喏 <noise>，标签哪家的啦，喏，CP 哪家的啦，楼盘哪家的啦，龙华楼盘没么事。那多钱人家，你安那点木的装修，娃儿安那点木都多钱嘞？多多，没呢，多难意的家伙，生了你家了，对的。那比这老路也多难意个，厉害呀！你可能是你些谁老婆？大家里的谁安那些生的家务多难了，对的。大家这条路没雷锋，没雷锋，没雷锋的可以撇吧。 ကျွန်တော်တို့တောက်ချက်လူတို့ကိုတင်ပြရတဲ့ဒီခီးကဒါတို့ခီးမဟုတ်ဘူးအထူးသဖြင့်ဒါ2025ဆိုရင်ဒါဒီနှစ်ဖဲဆိုရင်လူတို့ကလည်းပြောကြမှာပေါ့နော်ဒေါ်လာကြီးရဲ့ဒါအနိုင်ကာလရရှိတော့မှာပေါ့မဲ့ကျွန်တော်အဓိကလူတို့ကိုတင်ပြဆိုတာဒေါ်လာကြီးတို့မြည်တီအမြဲတမ်းဆက်စပ်မဖြစ်နော်တက်တက်သွားတဲ့သဘောမျိုးပေါ့အနိုင်အမြင့်အတက်ကြတယ်နဲ့ပိုင်းသဘောဆောင်တယ်ပေါ့ဗျာဒီနေ့ဒီမြင့်ဆိုတာရှိတယ်ပေါ့ တော့ကျွန်တော်တို့အနေနဲ့တေးကြတယ်လူထုခွန်လူထုအားနဲ့ဆက်ပြီးသွားကြအောင်အဲ့တော့ကျွန်တော်တို့တော်လန်ဟိပတ်မှာပဲလိုအပ်ချက်တွေနော်အစီအမပြေမှုတွေရှိတာမဟုတ်ပါဘူးကျွန်တော်တို့ရင်ဆိုင်နေရတဲ့မင်းအွန်လိုင်းဆေးအုပ်စုမှာလည်းသူနှစ်သူဟန်နဲ့သူ့မှာဖိအားတွေရှိတယ်အကျက်တဲတွေဒီတန်းမျိုးစုံရှိတယ်ဒါတို့လည်းကျွန်တော်တို့သိကြတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ခုပြောချင်တာကျွန်တော်တို့ခုချိန်မှာရှိတာဒီစပြီးရှိတာပို့ပြီးတော့စူးစီးကြမယ်ပို့ပြီးတော့တောင်းပါကြမယ်ပို့ပြီးတော့ဒီလိုနေတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီတိုင်းဆက်စစ်ဆန့်ကျင်တော်လာရေးမှာတော့အချမ်းရှိဘူးအဲ့တော့ကျွန်တော်တို့လူထုအားအဓိကယုံကြည်တယ်အဓိက အားပြုမယ်ကျွန်တော်တို့ဒီကောက်ပွဲအတူလုတ်ပြီးသွားတယ်ကျွန်တော်တို့ရဒီတော်လန်ကြီးရဆက်ပြီးတော့ရှိနေပါပဲဆက်ပြီးတော့သွားနေပါပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့အတူတူသွားကြမယ်လက်နဲ့ကိုင်းတိုက်ပွဲအပါဝင်ဒီဘက်ကလူလူတိုက်ပွဲလူလူတုံရှာမှုတွေနဲ့ဟန်ချက်ကြီးပေါင်းဆက်ပြီးတော့ကျွန်တော်တို့ရပြည်သူ့မျိုးဦးတော်လန်ကြီးကိုဖတ်သွားကြမယ်တကယ်တော့ဗျာဟိုလက်လန်ကြီးရပြီတော့1948နောက်ပိုင်း1980နီးပါးတော်လန်ကြီးမှာဒီ9နှစ်တာမျိုးဦးတော်လန်ကြီးတော့ဒီရောက်ခဲ့တော့ခဲ့တာမရှိပါဘူးကျွန်တော်ထင်တယ်မြောက်နိုင်တော်လည်းဝန်ဆောင်ထားတယ်သူတို့အာနာသိမ်းရတာဒီလောက်ထိခက်ခဲမယ်မှန်းသိရင်သူတို့အာနာသိမ်းဖို့တော့ကျွန်တော်ထင်တယ်စဉ်းစားရမှာမဟုတ်ပါဘူးကျွန်တော်ယုံကြည်တယ်မြန်မာပြည်မှာ 农村的吧，谁安家定居了？谁不满足？谁奈侬？我问你们，你们难道安家定居了？你们难道不难养？难养？我奈你侬？那不要你奈个？当地这边牛多的很，羊也多，牛羊多。按照这个路，你呢？几多的牛？大家不要太在意，牛牛比马车多，马车多。你比牛多，你比车多。那那该大部的，都大部参加人放生的，比都牛多的更牛。宋代本来就多，假如某年，国家这个很危险的，渐渐打压的，喏，渐渐这个过度的，就就少加外族就比较安全，对吧？你可多吃饭？你说牛羊呢？牛羊，你吃不？